အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံညာပဋိပက္ခဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုကြားဖြစ်ပွားနေတာဖြစ်တာကြောင့်အလွန်အန္တရာယ်ကြီးမားပါတယ်။နှစ်နိုင်ငံစလုံးကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားပြီးဒီလက်နက်တွေကိုအသုံးပြုမယ်ဆိုရင်ဒေသအတွင်းတာမကကဘာတဝမ်းအထက်ပါကြီးမားတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်ပါလေ။နျူကလ িয়ার စစ်ပွဲဖြစ်ပွားပါကလူသန်းပေါင်းများစွာသေဆုံးနိုင်ပြီးရေရှည်ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်နိုင်ပါလေ။ဒါအပြင်တဲ့အောင်ကြီးတင့်မှုတွေကြောင့်ရောဂါတွေ

လက်ရှိတင်းမာမှုရဲ့အကြောင်းအရင်းတွေစည်ရဲ့အခြေအနေတွေနဲ့အနာဂတ်မှာဖြစ်နိုင်ခြေရှိတဲ့အလားအလာတွေကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားပဋိပက္ခရဲ့အစကိုပြန်ကြည့်မယ်ဆိုရင်1948ခုနှစ်အထိပြန်သွားရပါမယ်။ဒီနှစ်မှာပဲအိန္ဒိယဗြိတိရှ်ကိုလိုနီကနေလွတ်လပ်ရေးရရှိခဲ့ပြီးဘာသာရေးကိုအခြေခံပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်ဆိုပြီးနိုင်ငံနှစ်ခုခွဲထွက်လာခဲ့ပါတယ်။ဒီခွဲထွက်မှုဟာ တမိုင်းမှာအကြီးမားဆုံးလူဦးရေရွှေ့ပြောင်းမှုတစ်ခုဖြစ်ခဲ့ပြီးလူသန်းပေါင်းများစွာနေရဆွန့်ခွာခဲ့ရပါတယ်။ဘာသာရေးအခြေခံပဋိပက္ခတွေကြောင့်လူပေါင်းသိန်းနဲ့ချီပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။ခွတ်ထက်ချိန်မှာကက်ရှမီးယားဒေသရဲ့အနာဂတ်ဟာမရေရာမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ကက်ရှမီးယားဟာဟင်ဒူဘာသာဝင်မင်းသားတစ်ပါးအုပ်ချုပ်နေပေမဲ့လူဦးရေအများစုကမွတ်စလင်တွေဖြစ်နေခဲ့ပါတယ်။ဒီအချိန်မှာပဲပါကစ္စတန်ထောက်ခံတဲ့လက်နက်ကိုင်အဖွဲ့တွေက ကက်ရှမီးယားကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကက်ရှမီးယားမင်းသားကအိန္ဒိယရဲ့အကူအညီကိုတောင်းခံခဲ့ပါတယ်။ဒါဟာပထမဆုံးအိန္ဒိယပါကစ္စတန်စစ်ပွဲ1948ခုနှစ်ရဲ့အစဖြစ်ပါတယ်။စစ်ပွဲရဲ့အဆုံးမှာတော့ကုလသမဂ္ဂရဲ့ဂျားဝင်ဖြန့်ပြမှုနဲ့အပြစ်အခက်ရစဲခဲ့ပြီးကက်ရှမီးယားဟာနှစ်ပိုင်းကွဲသွားခဲ့ပါတယ်။တစ်ဖက်ကအိန္ဒိယထိန်းချုပ်တဲ့ဂျက်မူးနဲ့ကက်ရှမီးယားနောက်တစ်ဖက်ကပါကစ္စတန်ထိန်းချုပ်တဲ့အဒတ်ကက်ရှမီးယားနဲ့ Gillis Bulletin Stamp ဖြစ်ပါတယ်။နှစ်ဖက်ခြားမှာ Line of Control LOC ဟုလို့ခေါ်တဲ့ထိချုပ်မှုမြင်းတစ်ခုသတ်မှတ်ခဲ့ပါတယ်။ဒီထိချုပ်မြင်းဟာဒီနေ့အထိနိုင်ငံခြားပဏိပက္ခရဲ့အဓိကနေရာဖြစ်နေစေဖြစ်ပါတယ်။ပရမာဘောစပွဲပြီးနောက်နိုင်ငံခြားဆက်ဆံရေးဟာတိုးတက်မလာခဲ့ပါဘူး။1969ခုနှစ်မှာကရှမီးယားဒေသအတွက်ဒုတိယတကြိမ်စစ်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။ဒီစစ်ပွဲဟာ18ရက်ကြာမြင့်ခဲ့ပြီး ဆိုဗီယက်ယူနီယံဂျာမန်ပြန်ပြင်းမှုနဲ့တက်စကတ်သဘောတူညီချက်ရရှိခဲ့ပါတယ်။ဒီသဘောတူညီချက်အရနှစ်ဖက်စလုံးဟာ1949ခုနှစ်အပြစ်ခတ်ရစိုးမြင်းစီကိုပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။1980ခုနှစ်မှာလဲတတိယအကြိမ်အိန္ဒိယပါကစ္စတန်စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီစစ်ပွဲဟာအရှေ့ပါကစ္စတန်အခုဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးအတွက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယကဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးတပ်ဖွဲ့တွေကိုကူညီခဲ့ပြီး ပါကစ္စတန်စစ်တပ်အရှုံးနဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ပေါက်လာခဲ့ပါတယ်ဒီစစ်ပွဲဟာပါကစ္စတန်တပ်ကြီးမားတဲ့ရှုံးနိမ့်မှုတစ်ခုဖြစ်ခဲ့ပြီးနိုင်ငံရဲ့အရှေ့ပိုင်းတစ်ခုလုံးဆုံးရှုံးခဲ့ရပါတယ်1996ခုနှစ်မှာကာကစ်စစ်ပွဲဖြစ်ပွားခဲ့ပါတယ်ပါကစ္စတန်စစ်သားတွေနဲ့စစ်သွေးကြတွေကကာကစ်ဒေသမှာရှိတဲ့အိန္ဒိယနယ်စပ်ကိုကျော်လွန်ဝင်ရောက်ခဲ့ပြီးအိန္ဒိယကပြန်လည်တိုက်ခိုက်ခဲ့ပါတယ်ဒီစစ်ပွဲဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုကြားဖြစ်ပွားခဲ့တဲ့ ပထမဆုံးစစ်ပွဲဖြစ်ပြီးကမ္ဘာအတိုင်းဝိုင်းကစိုးရိမ်မှုတွေပူပန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အိန္ဒိယဟာ1994ခုနှစ်မှာပထမဆုံးနျူကလ িয়ার ဆန္ဒမှုပြုလုပ်ခဲ့ပြီးပါကစ္စတန်ကလည်း1998ခုနှစ်မှာပဲလိုက်ပါဆန္ဒခဲ့ပါတယ်။နှစ်နိုင်ငံစလုံးနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်လာခဲ့ပြီးဒေသတွင်တင်းမာမှုတွေပုံမှန်မြင့်တက်လာခဲ့ပါတယ်။ နျူကလ িয়ার လက်နက်ပန်ဆိုင်မှုဟာနိုင်ငံများပဋိပက္ခကိုပုံမှုရှုပ်ထွေးစေခဲ့ပြီးစစ်ပွဲတစ်ခုဖြစ်ပွားခဲ့ပါကကမ္ဘာအတိုင်းဝိုင်းအတွက်ကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။2000ခုနှစ်ဒီဇင်ဘာလမှာအိန္ဒိယပါလီမန်ပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်နိုင်ငံခြားစစ်ရေးတင်းမာမှုတွေကြီးမားခဲ့ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်နေတယ်လို့စွပ်စွဲခဲ့ပြီးနေဆက်တချောက်တပ်ဖွဲ့တွေအကြီးအကျယ်ခြားထားခဲ့ပါတယ်။နိုင်ငံငံကပီအာတွေကြောင့် စစ်ပွဲမဖြစ်ခဲ့တော့လဲနှစ်နိုင်ငံချင်းဆက်ဆံရေးတွေပုံမူဆိုးရွားလာခဲ့ပါတယ်၂008ခုနှစ်နိုဝင်ဘာလမှာပါကစ္စတန်အခြေစိုက်အကြမ်းဖက်အဖွဲ့တွေကမော်မိုင်းမြို့ကိုတိုက်ခိုက်ခဲ့ပြီးလူပေါင်း166ဦးသေဆုံးခဲ့ပါတယ်ဒီဖြစ်ရကြနှစ်နိုင်ငံချင်းဆက်ဆံရေးပုံမူဆိုးရွားလာခဲ့ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရပ်ဆိုင်းခဲ့ရပါတယ်၂019ခုနှစ်ဖေဖော်ဝါရီလမှာပူဝါမာဒေသမှာ အိန္ဒိယစစ်သား40ကျော်တေဆုံးခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။အိန္ဒိယကတုတ်ပြန်တဲ့အနေနဲ့ပါကစ္စတန်နိုင်ငံဘလာကုတ်ဒေသကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ1980ခုနှစ်စစ်ပွဲပြီးနောက်ပထမဆုံးအိန္ဒိယကပါကစ္စတန်ပိုင်နက်ထဲကိုပြန်လည်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။2019ခုနှစ်ဩဂုတ်လမှာအိန္ဒိယအစိုးရကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်390ခုပယ်ဖျက်ခဲ့ပြီး ဂျမ္မူးနဲ့ကာရှမီးယားပြည်နယ်အထူးအဆင့်တန်းကိုရပ်သွင်းခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်ပါကစ္စတန်နဲ့ဆက်ဆံရေးပုံမဆိုးရွားခဲ့ပြီးနှစ်နိုင်ငံကြားတန်တမာဆက်ဆံရေးနဲ့ကုန်သွယ်ရေးတွေရပ်ဆိုင်းခဲ့ရပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တင်မာမှုတွေရဲ့အစကိုပြန်ကြည့်မယ်ဆိုရင်2025ခုနှစ်ဧပြီလ22ရက်နေ့မှာအိန္ဒိယအုပ်ချုပ်တဲ့ကာရှမီးယားမှာရှိတဲ့ပါဟာဂန်ဒေသကိုအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယခရီးသွား26ဦးလည်းတေဆုံးခဲ့ရပါတယ်။ အိန္ဒိယအာဏာပိုင်တွေကအဲ့ဒီတိုက်ခိုက်မှုမှာပါကစ္စတန်နဲ့ဆက်နွယ်တဲ့အချင်းဘက်အဖွဲ့တွေပါဝင်ပတ်သက်နေတယ်လို့ဆွဆွဲခဲ့ပြီးပါကစ္စတန်နိုင်ငံမှာအချင်းဘက်စကန်တွေရှိနေတယ်လို့ပြောဆိုခဲ့ပါတယ်ပါကစ္စတန်ကအဲ့ဒီဆွဆွဲချက်တွေကိုပယ်ဖျက်ခဲ့ပြီးပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆေးရေးတွေကိုပြုလုပ်ဖို့ကဲလန့်ခဲ့ပေမဲ့အိန္ဒိယကလက်မခံခဲ့ပါဘူးဒီအခြေအနေတကြောင်နှစ်နိုင်ငံကြားဆက်ဆံရေးတွေပုံမဆိုးရခဲ့ပြီးနေဆက်ဒေသတွေမှာပြစ်ခတ်မှုတွေဖြစ်ပွားလာခဲ့ပါတယ်မေလ9ရက်နေ့ကအိန္ဒိယက operation center တခုခေါ်တဲ့စစ်စင်ရေးနဲ့ပါကစ္စတန်နိုင်ငံနဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာရှိတဲ့နေရာ၉ခုကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အိန္ဒိယကဒီတိုက်ခိုက်မှုတွေဟာအချမ်းဖက်အခြေခံအဆောက်အုံတွေကိုသာပိတ်မထားပြီးစစ်ရေးတင်းမာမှုမြင့်တင်မှုမရည်ရွယ်ကြောင်းပြောဆိုခဲ့ပါတယ်။ပါကစ္စတန်ကတော့အိန္ဒိယရဲ့တိုက်ခိုက်မှုကိုစစ်ရေးကျူးကျော်မှုအဖြစ်သတ်မှတ်ခဲ့ပြီးပြန်လည်တုံ့ပြန်မယ်လို့ကြေညာခဲ့ပါတယ်။ ပါကစ္စတန်ကကုလသမဂ္ဂဗရင်ဂျင်စာတဲ့အပိုက်51အရကိုကိုကိုကာကွယ်ခွင့်ရှိကြောင်းပြောဆိုထားပြီးအချိန်နေရာနဲ့နီလန်းကိုရွေးချယ်ပြီးပြန်လည်တုတ်ပြန်မယ်လို့အိန္ဒိယကိုသတိပေးခဲ့ပါတယ်။မေလ9ရက်နေ့ရှင်းရနေ့ညတွေမှာလဲနိုင်ငံခြားပြစ်ခတ်မှုတွေပုံမှုပြင်းထန်ခဲ့ပြီးပါကစ္စတန်ကဒရုန်းတွေနဲ့ဒုံးကျည်တွေနဲ့အိန္ဒိယစစ်တပ်စကန်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အိန္ဒိယကလည်းပါကစ္စတန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ ပါကစ္စတန်ကအိန္ဒိယ drone 25စင်းကိုပစ်ခတ်ခဲ့ကြောင်းပြောဆိုထားပြီးအိန္ဒိယကလည်းပါကစ္စတန်ရဲ့စစ်ရေးပစ်မှတ်တွေကိုတက်ခိုက်ဖို့ကြိုးပမ်းခဲ့ကြောင်းဆွဆွဲထားပါတယ်။လက်ရှိတက်ခိုက်မှုတွေကြောင့်နှစ်ဖက်စလုံးမှာထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ပါကစ္စတန်ဘက်မှာအနည်းဆုံးလူ32ဦးသေဆုံးပြီး58ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းတွေအရသိရပါတယ်။အိန္ဒိယဘက်မှာလည်းအယက်သားအနည်းဆုံး16ဦးသေဆုံးခဲ့တယ်လို့အိန္ဒိယစစ်တပ်ကပြောကြားထားပါတယ်။ နှစ်ဖက်စလုံးကနေဆက်ဒေသတွေမှာစစ်တပ်အင်အားတိုးမြင့်ချတာပြီးလေကြောင်းကာကွယ်စနစ်တွေကိုအသင့်နေထားမြင့်တင်ထားပါတယ်။အိန္ဒိယမြောက်ပိုင်းမြို့တွေဖြစ်တဲ့ဂျမူးဆရီနာဂါချန်ဒီဂါဂျော့ပူအမရစာဘူချဂျန်နာဂါနဲ့ရာကော့စတဲ့မြို့တွေမှာလေဆိပ်တွေကိုပိတ်ထားပြီးစစ်ရေးတင်းမှလှုပ်ရှားမှုတွေတက်တာအသုံးပြုနေပါတယ်။နှစ်ဖက်စလုံးကနျူကလ িয়ার တပ်ဖွဲ့တွေကိုအသင့်နေထားလို့မြင့်တင်ထားကြောင်းသတင်းတွေထွက်ပေါ်နေပြီး ဒီအချိန်နေဟာနိုင်ငံတကာအတိုင်းအဝန်းအတွက်ကြီးမားတဲ့စိုးရိမ်ပူပန်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ကမ္ဘာနိုင်ငံအများပြားကအိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမတ်မှုတွေပေါ်စိုးရိမ်ပူပန်မှုတွေပေါ်ပြခဲ့ပါတယ်။နှစ်ဖက်စလုံးကိုလည်းထိ ंछ ုံမှုရှိရှိကင်တွေဖို့တိုက်တွန်းထားပါတယ်။ပြည်သူနိုင်ငံခြားရေးဝန်ကြီးဂျန်နိုအဲဘာရော့ကအိန္ဒိယရဲ့အကြမ်းဖက်မှုကိုတိုက်ဖြတ်လိုတဲ့ဆန္ဒကိုနားလည်ပေမဲ့နှစ်ဖက်စလုံးကိုထိ ंछ ုံမှုရှိဖို့နဲ့အရသားတွေကိုကာဝယ်ဖို့တိုက်တွန်းထားပါတယ်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အိန္ဒိယနဲ့ပါကစ္စတန်ကြားစစ်ရေးထိုက်တိုက်တွစ်ဆုံမှုတွေပေါ်အလွန်ဆိုးရင်ပူပန်မှုတွေလို့ထုတ်ပြန်ခဲ့ပြီးနှစ်ဖက်စလုံးကိုထိန်းချုပ်မှုရှိဖို့တိုင်တွန်းထားပါတယ်။ရုရှားအကြမ်းဖက်မှုကိုပြင်းထန်စွာရှုတ်ချပြီးဒီမကောင်းမှုကိုတိုက်ဖြတ်ဖို့နိုင်ငံတကာအတိုင်းအဝိုင်းချုပ်ပန်းမှုတွေစီလုံးဖို့လိုအပ်နေကြောင်းလေးထားပြောကြားလိုပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကုလသမဂ္ဂကလည်းနှစ်ဖက်စလုံးကိုထိန်းချုပ်မှုရှိရှိတိုက်တွန်းထားပြီးအရေးပေါ်အစည်းအဝေးခေါ်ယူဖို့စီစဉ်နေကြောင်း သိရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံကြားပဋိပက္ခဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုကြားဖြစ်ပွားနေတာကြောင့်အလုံးအန္တရာယ်ကြီးမားပါတယ်။နှစ်နိုင်ငံစလုံးကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားပြီးဒီလက်နက်တွေကိုအသုံးပြုမယ်ဆိုရင်ဒေသတွင်းသာမကကမ္ဘာတဝန်းအတွက်ပါကြီးမားတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်ပါတယ်။နျူကလ িয়ার စစ်ပွဲဖြစ်ပွားပါကလူသေးမောင်းများပါသေဆုံးနိုင်ပြီးရေရှည်ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါပြင် တယောင်ကြီးတင့်မှုတွေယောဂါတွေမျိုးရိုးပြည်စပြောင်းလဲမှုတွေနဲ့ရေရှည်ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းအဝန်းကနှစ်ဖက်စလုံးကိုထိန်းချုပ်မှုရှိဖို့တိုက်တွန်းထားပြီးပဋိပက္ခကိုငြိမ်းချမ်းစွာဖြေရှင်းဖို့လည်းကြိုးပမ်းနေပါတယ်။လက်ရှိအခြေအနေကလည်းဘလို့ဖြစ်လာနိုင်မလဲဆိုတာကိုကြည့်မယ်ဆိုရင်ဒီအချက်လက်ဒီအလားအလာတွေရှိနိုင်ပါတယ်။နှစ်ဖက်စလုံးကနျူကလ িয়ার လက်နက်တုံးမှုကိုရှောင်ကျဉ်မှုကြိုးပမ်းနေပြီး ရိုးရိုးလက်လက်တွေနဲ့ကန့်သက်ထားတဲ့တိုက်ခိုက်မှုတွေသာဆက်လက်ပြုလုပ်နိုင်ပါတယ်။နေဆက်ဒေသတွေမှာလည်းအသေးစားတိုက်ပွဲတွေလေကြောင်းတိုက်ခိုက်မှုအနည်းငယ်နဲ့ဒရုန်းတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနိုင်ပါတယ်။ဒီချိန်လေးရရရှိမှာနှစ်ဖက်စလုံးတက်စီးပွားရေးအရာထိခိုက်မှုတွေဖြစ်ပေါ်နိုင်ပြီးဒေသတွေမတည်ငြိမ်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ American တရုတ် Russia ဥရောပသမဂ္ဂတွေကနှစ်ဖက်စလုံးကိုထိန်းချုပ်မှုရှိဖို့ဖိအားပေးပြီးငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်ဖို့တိုက်တွန်းနိုင်ပါတယ်။ ကုလသမဂ္ဂကအရေးပေါ်အစည်းအဝေးခေါ်ယူပြီးနှစ်ဖက်စလုံးကိုအပြစ်ခတ်ရက်စဲဖို့တောင်းဆိုနိုင်ပါတယ်။ဒီလိုဂျာဝင်ဖြစ်မြင်မှုတွေဟာပဋိပက္ခကိုယောပါးစေဖို့အထောက်အကူပြုနိုင်ပါတယ်။နိုင်ငံခြားကုန်သွယ်ရေးစီးပွားရေးမှုတွေနဲ့စီးပွားရေးဆက်ဆံမှုတွေရက်ဆိုင်တာတန်မှန်ဆက်ဆံရေးဖြတ်သိမ်းတာဖြစ်ပေါ်နိုင်ပါတယ်။နိုင်ငံကအတိုင်းဝန်းကလည်းနှစ်ဖက်စလုံးပေါ်စီးပွားရေးပိတ်ဆို့မှုတွေချမှတ်နိုင်ပါတယ်။ဒီလိုဖိအားတွေကနှစ်ဖက်စလုံးကိုစပွဲဝမ်းစီပြန်လာစေဖို့တိုက်တွန်းပေးနိုင်ပါတယ်။ ။တက်ခိုက်မှုတွေပုံမှုပြင်းထန်လာနိုင်ပြီးစည်ရေးပြတ်မှတ်တွေအပြင်အရေးပါတဲ့အခြေခံအဆောက်အုံတွေကိုပြတ်မှတ်ထားလာနိုင်ပါတယ်။စည်ရေးထိတိုက်တွစ်ဆုံမှုတွေပုံမှုကျပြန့်လာပြီးနေဆက်ဒေသတွေကနေအခြားဒေသတွေကိုပြန့်လန့်လာနိုင်ပါတယ်။ဒီချိန်တွေကနှစ်ဖက်စလုံးအတွက်ကြီးမားတဲ့တက်ခိုက်မှုတွေထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။နံပါတ်စလုံးကနျူကလ িয়ার လက်နက်တွေကိုအသုံးပြုမယ်လို့ချင်းချမှုတွေဆက်လက်ပြုလုပ်လာနိုင်ပါတယ်။စီးရဲတင်းမာမှုတွေအလွန်မြင့်တက်လာပါကနျူကလ িয়ার လက်နက်တွေကို အသည့်အနေထားသူမြင့်တင်တာဖြစ်ပေါ်လာနိုင်ပါတယ်ဒီချိန်တွေကကဘာလုံးတိုင်းဝိုင်းအတွက်အလွန်စိုးရိမ်ဖွယ်ရဖြစ်ပါတယ်အလွန်စိုးရတဲ့အချိန်တွေတည့်အနေနဲ့နျူကလ িয়ার လက်နက်တွေအသုံးပြုနိုင်တာတွေဖြစ်နိုင်ပါတယ်ဒီလိုဖြစ်ပွားပါကဒေတာတွင်းသာမကကဘာတဝန်းအတွက်ပါကြီးမားတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်ပါတယ်နျူကလ িয়ার ဆက်ပွဲတွေဖြစ်ပွားပါကလူသားပေါင်းများစွာတည်ဆုံပြီးရေရှည်ပုံဝင်ဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်တနည်းပခတွေဟာ အာဖဂန်နစ္စတန်အီရန်တရုတ်နဲ့အခြားအိန္ဒိယနိုင်ငံတွေပေါ်တည်ရမှုရှိနိုင်ပါတယ်။အကြမ်းဖက်အဖွဲ့တွေကမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးလှုပ်ရှားမှုတွေတိုးမြင့်လာနိုင်ပါတယ်။ဒီအခြေအနေဟာဒေသတွင်းလုံခြုံရေးအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ပနစ်ပခကကပစွရင်ဇင်းလုံးတွေကုံတော်ကြီးလမ်းကြောင်းတွေနဲ့ဒေသတွင်းယင်းနှိမ့်မြုံနယ်မှုတွေပေါ်တည်ရမှုရှိနိုင်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးရဲ့စီးပွားရေးပေါ်ကြီးမားတဲ့ထိခိုက်မှုတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ဒါအပြင်ကမ္ဘာစီးပွားရေးအပေါ်လည်းတက်ရောက်မှုရှိနိုင်ပါတယ်ခင်ဗျာ။အိန္ဒိယနဲ့ပါကစ္စတန်ကြားပဋိပက္ခဟာကိုလိုနီခက်လွန်ကာလမှာစာပြီးဆက်လက်ဖြစ်ပွားနေပါတယ်။ကရှမီးယားဒေသပိုင်ဆိုင်မှုအငင်းပွားမှုဟာအဓိကအကြောင်းရင်းတစ်ခုဖြစ်ဆက်လက်တရှိနိုင်ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တင်းမာမှုတွေဟာပါကန်တိုက်ခိုက်မှုနဲ့အိန္ဒိယ Operation Sindoor ဆက်စင်ရေးကြောင့်ပုံမှုဆိုးရွားလာခဲ့ပါတယ်။နိုင်ငံစလုံးကနျူကလ িয়ার လက်နက်တွေပန်ဆိုင်ထားတာကြောင့် ဒီပဏိပကဟာဒေသတွင်းသာမကကဘာတဝန်းအတွက်ပါကြီးမားတဲ့စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။နိုင်ငံတကာအတိုင်းအဝန်းကနှစ်ဖက်စလုံးကိုထိန်းချုပ်မှုရှိဖို့တိုက်တွန်းနေပြီးပဏိပကကိုငြိမ်းချမ်းစွာဖြေရှင်းမှုကြိုးပမ်းနေပါတယ်။နှစ်ဖက်စလုံးကနျူကလ িয়ার လက်နက်အသုံးပြုမှုရဲ့စိုးကျိုးတွေကိုသိရှိနားလည်ထားတာကြောင့်အစွန်းရောက်ဆုံးအခြေအနေကိုရှောင်ကြဉ်မှုကြိုးပမ်းဖွယ်ရှိပါတယ်။ဒါမှမဟုတ်စည်ရေးတင်းမှန်မှုတွေဆက်လက်မြင့်ပွားလာပါကကြီးမားတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်နိုင်ငံတကာအတိုင်းအဝန်ရဲ့ဂျောင်းဝင်ဖြန့်ပြေမှုတွေနှစ်ဘက်စလုံးဝထိ ंछ မှုနဲ့ငြင်းငြင်းရေးဆွေးနွေးပွဲတွေဟာဒီပဏိပက္ခကိုဖြည့်ရှင်းမှုအတွက်ရေးပါပါတယ်။ရေရှည်တည်တဲ့နဲ့ငြင်းငြင်းရရှိဖို့အတွက်နှစ်နိုင်ငံကြားယုံကြည်မှုတည်ဆောက်တာပွင့်လင်းတဲ့ဆွေးနွေးပွဲတွေပြုလုပ်တာကက်ရှမီးယားပြည်နာကို ဖြည့်ရှင်းတာစတဲ့ကြိုးပမ်းတာတွေကိုလိုအပ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုမှာကျွန်တော်တို့ကအိန္ဒိယနဲ့ပါကစ္စတန်ကြားဆေးရေးတင်းမာမှုအကြောင်း တမိုင်းချောင်းကနေလက်ရှိအခြေအနေထိအသေးစိတ်ဆွေးနွေးခဲ့ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပုံမူသိရှိလိုပါကကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်အားပေးကြပါအောင်ခင်ဗျာကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ